ုဇနောသူ့ဝန်နဲ့သူသူ့ရည်ရှင်းတဲ့သူတင့်တော်တဲ့ပုဂ္ဂိုလ်နေရာမပေးရနဲ့မတင့်တော်တဲ့ပုဂ္ဂိုလ်တွေကို နေရာပေးတာဟာမနိုင်ဝန်ထမ်းခိုင်းတာနဲ့တူတယ်လိုရာခရီးကိုလည်းမရောက်တယ်လို့အဲ့ဒီလူလည်းပဲထိခိုက်ပျက်စီးတတ်တယ်ဗောဒီသဘောကိုပဲဥစ္စာတော့ဘောဓရမင်းကြီးကသူ့အိမ်မှာထဲမှာလူတယောက် လဲရှိမှာတခါတဲ့နွားပေါက်စားလေးတွေအခါလဲတော့မပြည့်သေးတဲ့နွားလေးတွေကိုလဲရှိမှာတက်အဲခွားဗလာနဲ့ပြည့်စုံအင်အားနဲ့ပြည့်စုံတဲ့နွားလားဥဒ္ဓဘရှိတဲ့ကိုလဲနောက်ကစွဲပြီးတော့ဒီလူလဲမောင်းမှုကျူးစားနေတဲ့ဝန်ပြည့်တင်ထားတဲ့လဲရှိကိုဘယ်လိုပါလဲဒီလူလုံးနဲ့ပြောင်းပြန်ဘာမရှိတာလည်းမို့နောက်မှဟိုယုံနိုင်ဆွဲနိုင်တဲ့အင်အားနဲ့ပြည့်စုံတဲ့နွားလာဥဒ္ဓဘရည်တွေရှိပါလေ။ဒီနွားကြီးတွေတော့မတ်တပ်ပဲနဲ့ ။မဆွဲနဲ့မယုံနဲ့ဒီနွားငယ်လေးတွေကိုတတ်နေတယ်။သူ့စိတ်ထဲပဝင်မကြ။ဒီမရဲ့သဘောကဘယ်လိုတော့ဆိုတော့နောင်ကြတော့တရားပြတဲ့ပုံကိုယ်တွေများလာတဲ့အခါမှာအရေးချင်းမရှိတဲ့ပုံကိုယ်တွေညံ့ဖြင်းပြီးတော့အမျောအမြင် မရှိတဲ့ပုံကိုယ်တွေဟာမင်းအဖြစ်ကိုရောက်လာရောက်လာတဲ့အခါကျတော့သူတို့ကသူတို့ကို ြရင်မှဆိုးတယ်သူတို့နေရာလှုပ်ယူမှဆိုးတယ်အတွက်ကြောင့်မလို့တော်တဲ့ပုံကိုယ်တွေကိုချင်းမြောက်နေမရှိဘူးတော်တဲ့ပုံကိုယ်တွေဆိုလို့ရှိရင်ဒီပုံကိုယ်ကငါနေရာလှုပ်နိုင်တယ်ဆိုပြီးတော့နှိမ်နှင်းချက်စည်းဖို့ပဲကြိုးစားဘယ်လိုပုံကိုယ်တွေကိုနေရာပေးသရောဆိုလို့ရှိရင်ဦးဇနောဘာမှအရေးရှိမရှိတဲ့သူသူ့အမိတ်ကိုပဲနာခံပြီးတော့ပြောမှခိုင်းပြောမှလှုပ်နော် ခိုင်းမှလောက်တတ်တဲ့သူတွေသူပြောသမျှခေါင်းငိမ့်တတ်တဲ့လူမျိုးတွေကိုပဲနေရာပေးတော်တဲ့ပုံပေါ်တွေကိုနေရာ မပေးတော့အဲ့ကြတော့အဲ့ပုံပေါ်တွေကိုနေရာပေးတဲ့အခါဘယ်လိုဖြစ်လဲဆိုတော့မင်းရေးမင်းရတိုင်းရေးပြည်ရာကိစ္စတွေကိုလည်းအဲ့ဒီပုံပေါ်တွေဟာညာနာဆွမ်းအားကာယဆွမ်းအားမပြည့်စုံတာဖြစ်တဲ့အတွက်ဆိုမလိမ္မာမကျွမ်းကျင်တာဖြစ်တဲ့အတွက်ဆိုသူတို့ကမလုံနိုင်မလုံနိုင် မလုံနိုင်တော့ခါတဲ့ပညာရေးစီးပွားရေးနိုင်ငံခြားဆက်ဆံရေးစစ်ရေးဘာရေးညာရေးမင်းရဲ့ကိစ္စအဝိစာတွေဟာဘာမှပြီးမြောက်အောင်မြင်နေဆိုတာမရှိတော့ဘာဖြစ်လို့လဲဆိုတော့စီးပွားရေးဆိုတာစီးပွားရေးလုံးဝနဲ့ပတ်သက်ပြီးကြွားကျင်တဲ့ပုဂ္ဂိုလ်နေရာပေးတာမဟုတ်ဘူးသူခိုင်းတဲ့အတိုင်းလုပ်မဲ့လူသူပြောတာခေါင်းညိတ်ပြီးလုပ်မဲ့လူမျိုးကိုနေရာပေးတာဒါမှမဟုတ်သူမိသားစုကိုပဲအကျိုးစီးပွားအတွက်ရှာဖွေပေးလောက်ကင်ပေးမဲ့သူတိုင်းပြည်ရဲ့အကျိုးစီးပွားမကြည့်ဘူး ိုကကို့အထက်ကအထက်လူကြီးမျက်နှာကိုပဲကြည်ပြီးတော့အထက်လူကြီးအကျိုးစီးပွားကိုသာကြည့်နေတတ်တဲ့လူမျိုးသခင်အားရကြုံဘာဝရဲဆိုတာမျိုးပေါ့နော်သူအကျိုးစီးပွားနဲ့သူ့အထက်ကလူရဲ့အကျိုးစီးပွားကိုပဲဒါလည်းသူ့အထက်ကလူအကျိုးစီးပွားဆိုတာလည်းပဲသူ့ကိုနေရာမပြောက်အောင်ဘုံမပြောက်အောင်ပေါ့ဟောဒီလူကိုတော့ငါကတ်ထားအောင်ပါဒါမှငါလုတ်လုတ်ွက်နေတယ်ရပါဆိုတာမျိုးဒီနေ့ခေတ်အုံတော်ပြောဆိုအဲ့လိုနော် အဲ့ဒီလိုပုံကူမျိုးတွေကိုညာတို့နေရာပေးထားတော့အတိုင်းပြည်ရဲ့အကျိုးစီးပွားတွေဟာမအောင်မြင်မေးမရကိစ္စတွေဒီဝါရေးလည်းမအောင်မြင်ဘူးတခါတည်းပညာရေးလည်းစိတ်ကူးတဲ့တရားတွေလုံးရှောက်ပြီးတော့စီမံရှောက်ပြီးတော့တင်ကျင်တာတွေတင်ခိုင်းလောက်ပိုင်ွယ်ရှိတဲ့အာနာရှိတဲ့ပုံကူဆိုတော့သူတို့ခိုင်းနေတယ်လောက်ရတာ။သို့တော့ဘာမှမသိနားမနေတဲ့ပုံကူကအကြီးကြီးဖြစ်နေတော့အကုန်လို့ပညာရေးဘက်မှာလည်းပဲဒုက္ခတွေရောက်မအောင်မြင်ဘူးသင်ကြားမှုတွေက။အဲ့ဒါတကယ်ပညာတတ်တဲ့ပုံကူတွေထွက်မလာဘူး။ ိုးနိုင်ငံရေးနိုင်ငံတကာဆက်ဆံရေးကိစ္စတွေမှာဆိုရင်လည်းမလိမ့်မမပန်းတဲ့အဲ့အတွက်ကြောင့်မလို့သူများပြောစရာဖြစ်အဲစစ်မဲ့ရေးရာကိစ္စတွေမှာလည်းပဲတတ္တိပြတ္တိရှိပြီးတော့အတွေ့အကြုံရှင်းချက်တဲ့ပုဂ္ဂိုလ်နားတယ်လိမ့်ပါတဲ့ပုဂ္ဂိုလ်နေရာပေးတာမဟုတ်ဘဲနဲ့သူ့အမိတ်ကိုတသွေးမတိန်လိုက်နာပြီးတော့လုံမဲ့လူမျိုးကိုနေရာပေးထားတာဖြစ်တဲ့အတွေ့အကြုံမလို့ပါမအရှိရှင်းမရှိတဲ့ခါကျတော့ဘယ်စည်းရေးကိစ္စကိုမှမအောင်မြင်ဘူး ်အဖက်ဖက်ကတိုင်းရဲ့ပြည်ရာကိစ္စတွေမအောင်မြင်တဲ့အခါမှာအကုန်လုံးပျက်စီးပြီးတော့တိုင်းသူပြည်သားတွေလည်းဒုက္ခရောက်မင်းရဲ့အကျိုးစီးပွားတွေလည်းပျက်စီးတိုင်းပြည်ရဲ့ပြည်သူတွေအကျိုးစီးပွားတွေလည်းပျက်စီးအကုန်လုံးဒုက္ခရောက်ကြရဲ့ဘာဖြစ်လို့လဲဆိုတော့မနိုင်ဘူးထမ်းခိုင်းလိုက်လို့နော်ဒါဘယ်လိုကာလမျိုးမှဖြစ်လာမှာတော့ဆိုလို့ချင်းဒီကောသလမင်းကြီးရဲ့အိမ်မှာတရားပြတ်တဲ့လူတွေများလာတဲ့အခါအဲ့တရားပြတ်တဲ့ပုံကိုယ်တွေကသူတို့ကိုယ်တိုင်ကသီလစွမ်းအားသမာဓိစွမ်းအားပညာစွမ်းအား မရှိတာဖြစ်တဲ့အတွက်ကြောင့်သူတို့လူမျိုးပုံစံတူအဲ့ဒီလိုသီလဆွမ်းအားတမာတိဆွမ်းအားပညာဆွမ်းအားမရှိတဲ့ပုံကိုယ်တွေအရင်ချင်းမရှိတဲ့ပုံကိုယ်တွေကိုပဲနေရာပေးတဲ့အတွက်ကြောင့်အားလုံးဒုက္ခရောက်ကြရတဲ့ဆင်းရဲညှို့ညင်ပင်ပန်းကြရတဲ့အချိန်ကာလမျိုးတွေဖြစ်ပေါ်လာမယ်လို့ဒီလိုပြောချင်တယ်ဒီမဲ့ရဲ့သဘောကနော်ဒါကိုပဲဥစ္စာတော်ရှေးဆရာတော်ကြီးတွေကကြပြစီထားတယ် နွားကြီးကိုပဲကာနွားငယ်ဟုံးမယ်မယုံသည်လူကြီးကိုပဲရှာလူငယ်များမြောက်စားနိုင်ငံပြည်လူကြီးသရာအသက်ကြီးတာပြောနေတာမဟုတ်ဘူးနော်ကြီးမားတဲ့ခွန်အားနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေသွားနိုင်တဲ့ပုဂ္ဂိုလ်တွေအသိဉာဏ်ပညာကြီးမားတဲ့ပုဂ္ဂိုလ်တွေသီလအင်အားသမားတွေအင်အားပညာအင်အားနဲ့ကြီးမားတဲ့ပုဂ္ဂိုလ်တွေကိုပြောအာရမျိုးကနွားငယ်ကိုဝန်ဆောင်ထားလို့နွားကြီးကိုတဲ့ပြင်ကယံ မယုံနိုင်ပြင်ကားထားတဲ့တွားတဲ့ဖြစ်ဟံမူမြုံမှန်ချင်းငန်တိကြလူကြီးကိုပဲခွာလို့လူငယ်မားနိုင်ငံအရေးကိုပေးအပ်လို့ထားဘာကြီးကိုဝန်ဆောင်ထားလို့နွားငယ်ကိုဝန်ဆောင်ထားလို့နွားကြီးကိုတဲ့ပြင်ကားရန်မယုံနိုင်ပြင်ကားထားတဲ့တွားတဲ့ဖြစ်ဟံ မှုမျိုးမန်းချင်းကားသည်ကြလူကြီးကိုပဲခွာလို့လူငယ်မနိုင်ငံရေးကိုပေးအပ်လို့ထား